ဘသူမှမကျင်းပဘူးတဲ့ညစာစာမင်္ဂလာပွဲမျိုးဖြစ်အောင်ထိုင်းနိုင်ငံကပညာရှင်တွေကိုတုံးကကျင်းပခဲ့တဲ့ပိုင်နဂွန်နဲ့မလင်းမြဖုံဘာလမဲမင်္ဂလာပေါင်းဘာမစ်စနောင်းကနေချွတ်ဆိုလိုက်ပါတယ် မင်္ဂလာပွဲဆိုတာမင်္ဂလိတွေရဲ့ဘဝမှာတစ်ခါသာကျင်းပရတဲ့မင်္ဂလာပွဲအခမ်းအနားဖြစ်တာကြောင့်မင်္ဂလိတိုင်းကအကောင်းဆုံးသာဖြစ်ချင်တာပါဒါကြောင့်မို့ပိုင်နဂွန်ကလည်းသူသိသိရတဲ့မတ်လင်းမြဖို့အတွက်အခမ်းအနားကြီးကျယ်ဆုံးဖြစ်အောင်ကျင်းပဖို့စီစဉ်ခဲ့ပါတယ်မင်္ဂလာပွဲကျင်းပတဲ့အချိန်မှာသူဆန္ဒထက်မတ်လင်းမြဖို့ဖြစ်ချင်တဲ့ဆန္ဒကိုသာဦးစားပေးကျင်းပပေးခဲ့တာပါမတ်လင်းမြဖို့ကလည်းသူစိတ်ကိုယ်ရဲ့မှာဖြစ်ချင်တဲ့မင်္ဂလာပွဲပုံစံမျိုးကတည်တံ့ရှိနေခဲ့ပါတယ်ဆူလီယာရပ်ပတ်မင်္ဂလာပွဲကိုတော့မြမရိုးရထုံးစံအတိုင်းကျင်းပခဲ့ကြတာပါအဲ့ဒီအချိန်မှာမတ်လင်းမြဖို့စိတ်ကိုယ်ရဲ့က အဖြစ်ချင်းဆုံးမင်္ဂလာပွဲလေးကတော့ဒင်နာဝယ်ရင်ပွဲလေးပဲဖြစ်ပါတယ်။ဒင်နာပွဲလေးကိုအပျော်ရွှင်ရဆုံးအခမ်းအနားဆုံးဖြစ်ချင်တာပေါ့။စီကုံတဲ့အသင်းကြီးဥက္ကဋ္ဌရဲ့တမိကိုရထားတဲ့အတွက်ထိုက်တန်တဲ့မင်္ဂလာပွဲကြီးတွေကိုသူ့ဘက်ကနေကျင်းပပေးနေရတာပေါ့။ညစာစာမင်္ဂလာပွဲကိုထူးခြားတဲ့ပွဲလေးဖြစ်အောင်ပိုင်နဂွန်ကအသေးစိတ်ပြင်ဆင်ခဲ့ရပါတယ်။ဆိုလျာရပတ်မင်္ဂလာပွဲနဲ့ညစာစာမင်္ဂလာပွဲကိုကျင်းပဖို့အတွက်6လတိတိကြိုတင်ပြင်ဆင်ခဲ့ရတာပေါ့။ဒါအပြင်ဒင်နာပွဲလေးမှာလုံမဲ့အစီအစဉ်လေးတွေအတွက်ထားနိုင်ငံကပညာရှင်တွေကိုခေါ်သွင်းခဲ့ပါတယ်။ ပိုင်တကွန်နဲ့မလင်းမြဖူတို့ကမင်္ဂလာပွဲမှာဝစ်ဆုံ၄ဆုံတိတိဝစ်ဆင်ခဲ့ရပါမင်းသမီးလေးနဲ့မင်းသားလေးပေါင်းဖက်ရတဲ့မင်္ဂလာပွဲလေးလို့စိတ်ကူးရင်ဆန်ဆန်ကျင်းပခဲ့ကြပါတယ်သရိုသမီးဖြစ်တဲ့မလင်းမြဖူကတော်ဝင်မင်းသမီးလေးလို့ခေါင်းဝင်အရှိကြီးကိုဝစ်ကောင်မင်းသားလေးပိုင်တကွန်နဲ့လည်းကခဲ့ကြပါသေးတယ်အခုနောက်ပိုင်းမှာမင်္ဂလာပွဲရီမှာအစီအစဉ်ထူးဆန်းတာလေးတွေကိုလည်းထည့်လာကြတာပါသရိုသားသရိုသမီးနဲ့ကတာအပြင်ဖြောပြေးရေးတွေနဲ့လာကြတဲ့ဧည့်သည်တွေကိုမပြင်းရအောင်လုပ်ပေးကြတာပါ ိုင်တကွန်ကဧသည်တွေကို enemy video လေးတွေနဲ့ဖျော်ဖြေပါတယ်ပိုင်တကွန်ဟောင်းသူသိချင်းရတဲ့တိလေးတွေနဲ့မင်္ဂလာပွဲမှာအမှတ်တရလေးလုပ်ခဲ့တာပါပိုင်တကွန်အိမ်မှာမွေးထားတဲ့တိလေးတွေနဲ့တပုံစံနဲ့ဖြစ်အောင် AI နည်းပညာနဲ့ပေါင်းစပ်ကောင် enemy ပုံရိပ်ကိုဖန်တီးခဲ့ကြတာပါ ကာတွန်းရောက်ရှင်ဇာကားတကကြည်အားလောက်အောင်ချစ်စရာကောင်းတဲ့ရေသွေးမျိုးရအောင်ထိုင်းနိုင်ငံကပညာရှင်တွေလှောက်ခိုင်းခဲ့တာဖြစ်ပါတယ်။ပိုင်တကွန်ကထိုင်းနိုင်ငံမှာရုပ်ရှင်ဇာကားရဲ့အများရန်သွားရိုက်နေရတဲ့သူဖြစ်တဲ့အတွက်ထိုင်းနိုင်ငံကနာမည်ကြီးတဲ့သူတွေကိုလည်းသိပါတယ်။ဒါကြောင့်မို့သူစိတ်တိုင်းကြဖြစ်စင်မဲ့ပညာရှင်တွေကိုငှားကလှောက်ခိုင်းခဲ့ရပါထိုင်းနိုင်ငံကဓာတ်ပုံစတူဒီယိုနဲ့ပဲသူတို့ရဲ့ pre-wedding ပုံလေးတွေကိုလည်းရိုက်ထားခဲ့ပါတယ်။ ဒါအပြင်မင်္ဂလာပွဲကျင်းပချိန်မှာပြသဖို့အတွက်ဗီဒီယိုကိုလည်းထိုင်းတပ်ပုံပညာရှင်တွေပဲလောက်ခိုင်းခဲ့ရပါမယ်။ပိုင်းတကော်နဲ့မန်လေးမြဖူတို့နှစ်ယောက်အတွက် romantic ဆန်တဲ့ဗီဒီယိုလေးတစ်ပုဒ်ကိုလည်းဖန်တီးပေးခဲ့ပါတယ်။အထက်ပိုင်းတွေကလည်းမိမိုက်တွေကကြီးလိုက်တာနဲ့အားကျနေရပါတယ်။ ဒီလိုအရေးသေးတွေရအောင်တိမ်းပေါင်းများစွာကိုတုံထားခဲ့ရတာပေါ့ anime video လေးတွေနဲ့သူတို့ရဲ့တီလေးတွေကိုတယောက်ဖော်ခဲ့တဲ့ video ကိုပရိသတ်တော်တော်များများကလည်းအကြိုက်တွေ့နေကြတာဖြစ်ပါတယ်။ပိုင်တကွန်ဟောင်းမလေးမြဖို့အတွက်အကောင်းဆုံးအမှတ်တရဖြစ်အောင်ဒီမင်္ဂလာပွဲကို6လတိတိပြင်ဆင်ခဲ့ရတာမို့တကယ်လဲပင်ပန်းခဲ့တာပေါ့။တကယ်ချင်းပါတဲ့အချိန်မှာမလေးမြဖို့ကလည်းကြိုက်တယ်လို့ပွဲလာတဲ့သူတွေကလည်းသဘောကျရတဲ့အထိအဆင်ပြေသွားတာမို့အမောပြေနေရပါပြီ။ ထိုင်းနိုင်ငံကပညာရှင်တွေကိုတုံးကကျင်းပခဲ့တဲ့ပိုင်နဂွန်နဲ့မတ်လေးမြဖူတို့ရဲ့မင်္ဂလာပွဲကြီးကဖြူချလုံးနယ်လို့ထင်လားဆိုတာပြောပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ